2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိတနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာ hostel ဒီရက်တွေအတွင်းမှာထူးထူးခြားခြားအောင်မြင်မှုတွေကြုံမယ်။နမဲကုံတရင်တိုးတက်တာ၊ယာဒူးတက်တာ၊လုပ်ငန်းတိုးချဲ့နိုင်တာမျိုးတွေကြုံတက်ပါတယ်။လျှက်စစ်ပစ္စည်းတွေဝင်လာမယ်။လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မှုမှန်ရတာတွေလုပ်ရတတ်ပါတယ်။အခြားခြားသောအဖိုးတန်ပစ္စည်းတွေပြတ်တက်ပြောက်တတ်ပါတယ်။ကိုယ့်ရဲ့လူမှုရေး ်စီးပွားရေးအလုပ်ကိစ္စတွေမှာမိမတယောက်ဝင်ရှုပ်လာတတ်တယ်။အချစ်ရေးအိမ်တော်ရေးမှာစိတ်တဘောကွဲမှုတွေပြေလည်သွားမယ်။ကွဲကွာနေတဲ့မိษွေမောင်နှမတွေနဲ့အမှတ်မထင်ပြန်ဆုံမယ်။အလုပ်နေရာအိမ်နေရာကောင်းသောပြင်ဆင်ပြောင်းရွှေ့မှုကြုံရတတ်ပါတယ်။အိမ်သူအိမ်သားတွေကထိပေါက်တာ အလူမင်္ဂလာကိစ္စစီစဉ်ရတာကျန်းမာရေးအတွက်ငွေကုန်များရတာတွေကြုံရတတ်ပါတယ်။တစုံတစ်ယောက်ရဲ့မစင်မချင်းမိုက်မဲမှုကြောင့်ကို့မှာထိခိုက်နေနိုင်ရတတ်ပါတယ်။ရက်ရက် လိုအပ်နေသူကိုငွေခွနဲ့ကနန်းဒါနာပြု၍ဆုတောင်းပါလေ။ကံကောင်းကနန်း3တိ2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိတနင်္လာသတ္တမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာအထက်အငေါ်အနောက်ရက်တွေများနေမယ်။တမင်ရန်စားနောက်ရက်တာဖြက်လို့ဖြက်စီးလောက်တာတွေခံရတတ်ပါလေ။သူတပားပြဒနာကကိုပြဒနာဖြစ်သွားတတ်တာသတိပြုပါ။ အထူးသဖြင့်မျက်နှာချောင်းနှာကန်နာကလူတွေကိုတတိထားပါမိသားစုအတွင်းမှာဘေးစကားကြောင့်တွေးကြွေးရတတ်ပါတယ်ခက်ခဲကြံ့ကြာနေတဲ့အယောင်းဝယ်ကိစ္စတွေကတော့အဆင်ပြေသွားမယ်ကုံရောင်းတာကုံဝယ်တာကုံလောင်တာတွေအကျိုးမြတ်များမဲ့အချိန်ပါပဲရဲဝေးကဆွေမျိုးမိတ်ဆွေတွေက ကူညီလာကြလိမ့်မယ်ပညာရေးကိစ္စတင်းနှန်းကိစ္စမသေးမချဖြစ်တတ်တယ်စီးပွားရေးလုပ်ငန်းတွေမှာဘာအခက်ခဲပဲကြုံကြုံဆိုအတင်းဖိပြီးလှုပ်သွားတင်ပါတယ် ငွေဆုံးတာပျောက်တာဖြစ်တတ်တယ်။ချစ်သူတို့အိမ်အောင်ဖတ်တို့သဘောမတူတဲ့ကိစ္စကိုလုံရတတ်ပါတယ်။ရရရလိုအပ်နေသူများကိုထီးသို့မဟုတ်ဖဏ္ဍာနာပြု၍ဆူတောင်းပါလေ။ကံကောင်းကနန်းနှင့်သူများ2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိဗုဒ္ဓဟူသာသမိများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတန်းစီနေမယ်။ဆုံးရှုံးထားတာတွေပြန်ရတတ်တယ်။ နစ်နာခဲ့သည်များအတွက်အခွင့်အရေးကောင်းတွေပြန်ရတတ်ပါတယ်။မိသားစုတွေကအလုပ်ကိစ္စပညာရေးကိစ္စဝမ်းသာစရာကြုံမယ်။အခြေရေးအိမ်တော်ရေးအထက်အငေါ်ဖြစ်နေတာတွေအဆင်ပြေသွားမယ်။ကောင်းသောအပြောင်းလဲတွေဖြစ်လာမယ်။လူကြီးမိဘဆရာသမားတွေစီကထိထိရောက်ရောက်အကူအညီကောင်းတွေရတတ်တယ်။အလုပ်ခွင့်လန်းကောင်းတွေပေါ်လာမယ်။လက်ရှိလုပ်ငန်းကိုတိုးချဲ့တာလုပ်ငန်းတည်ဆောက်တာတွေလုပ်တင်ပါတယ်။မီး လျက်စစ်အနေရဲ့မတော်တဆထိမိခိုက်မိတာတွေတော့သတိထားဖို့လိုပါတယ်။အဖိုးတန်ပစ္စည်းတွေ ပြတ်တက်ထွက်တတ်တယ်။မဖြစ်ဆက်လောက်ကိစ္စနဲ့ကြီးကြီးမားမားပြောဆို ဖြေရှင်းရတတ်ပါတယ်။ငွေကို အကြောင်းပြုပြီးငင်းခုံရတွေဖြစ်တတ်ပါတယ်။အထက်ငော်အနောက်ရှက်တွေကြားထဲကတိုးတက်အောင်မြင်မှုတွေခံစားရမယ့်ကာလဖြစ်ပါတယ်။ရဲ့ရယာလိုအပ်နေသူများကိုစေဝါဒါနပြု၍ဆုတောင်းပါလေ။ကံကောင်းကနန်း၄၉ 2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိဗုဒ္ဓဟူသာသမိများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေတွင်မှာအောင်မြင်မှုတွေတန်းစီနေမယ်။ဆုံးရှုံးထားတာတွေပြန်ရတတ်တယ်။နစ်နာခဲ့သမျှအတွက်အခွင့်အရေးကောင်းတွေပြန်ရတတ်ပါတယ်။မိသားစုတွေကအလုပ်ကိစ္စပညာရေးကိစ္စဝမ်းသာစရာကြုံမယ်။အခြေရေးအိမ်တော်ရေးအထစ်အငေါ်ဖြစ်နေတာတွေအဆင်ပြေသွားမယ်။ကောင်းသောအပြောင်းလဲတွေဖြစ်လာမယ်။ လူကြီးမိဘဆရာသမားတွေစီကထိတိယောက်ယောက်အကူအညီကောင်းတွေရတတ်တယ်။အလုပ်ခွင်လန်းကောင်းတွေပေါ်လာမယ်။လက်ရှိလုပ်ငန်းကိုတိုးချဲ့တာ။လုပ်ငန်းတစ်ဆတာတွေလုပ်တင်ပါတယ်။မိလျက်စစ်အနေရဲ့မတော်တဆထိမိခိုက်မိတာတွေတော့သတိထားဖို့လိုပါတယ်။အဖိုးတန်ပစ္စည်းတွေပြတ်တက်ထွက်တတ်တယ်။မဖြစ်ဆက်လောက်ကိစ္စနဲ့ကြီးကြီးမားမားပြောဆို ဖြေရှင်းရတတ်ပါတယ်။ငွေကိုအကြောင်းပြုပြီးငင်းခုံရတွေဖြစ်တတ်ပါတယ်။ အထက်ငေါ်အနောက်ရှက်တွေကြားထဲကတိုးတက်အောင်မြင်မှုတွေခံစားရမယ့်ကာလဖြစ်ပါတယ်။ရဲ့ရရလိုအပ်နေသူများကိုစေဝါဒါနာပြု၍ဆုတောင်းပါလေ။ကံကောင်းကနန်းလေးကို2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိကြာတပလီတာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာခီးတွေအောင်မြင်မယ်။ရဝေးကအဆက်အသွယ်ကောင်းတွေလည်းရတတ်ပါတယ်။ လက်ရှိအလုပ်ပြင်လုပ်ငန်းအစီအစဉ်တစ်တွေပေါ်လာမယ်။အလုပ်တွေတိုးချဲ့တဲ့အချိန်မှာပဲ။အောင်မြင်တဲ့လောက်မနာလိုသူပေါ်လာမယ်။တံမိုးကြီးကြီးပစ္စည်းတွေဝင်မယ်။မိတ်ဆွေမောင်နှမများရဲ့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာဝင်ရောက်ကူညီရတတ်ပါတယ်။နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက်တဲ့ကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်။ကောင်းသောအပြောင်းအရွှေ့တွေကြုံတတ်ပါတယ်။ အိမ်သူအိမ်သားတွေကအလုံမှာပြဿနာခက်ကြီးကြီးဖြေရှင်းရတာငွေခွင့်ရေးကောင်းလက်လွတ်သွားတာမျိုးကြုံရတတ်ပါတယ်။အချစ်ရေးအိမ်နောက်ရေးမှာအိမ်နီးချင်းကြောင့်လူကြီးမိဘကြောင့်အထင်မြင်လွဲတတ်ပါတယ်။ဘေးကဝေရှုပ်လို့ပူဆိုးသွားတတ်ပါတယ်။ယောဂဝေဒနာတစ်ခုကတော့ပျောက်မှန်းမသိပျောက်သွားမယ်။ရက်ရရာကလေးငယ်များကိုကစားစရာလက်ဆောင်ပေး၍စူတောင်းပါလေ။ကံကောင်းကနန်း၉၃၉၄၄၄ 2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့အထိတောကြားသားသမီးများအတွက်တပတ်စာကန်ဂျမာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်တွေတအားရှုပ်ထွေးနေမယ်။အမားမားအယွင်းယွင်းတွေလုံးမပြောမိတတ်တယ်။အရေးကြီးတဲ့ကိစ္စတိုင်းညှိနှိုင်းတိုင်ပင်ပြီးမှလှုပ်တင်ပါလေ။ခရီးတို့တွေတစ်ခုပြီးတစ်ခုသွားနေတတ်တယ်။သူတပားအတွက်ပါခရီးတွေသွားရမယ်။ရဝေးကအလုတ်ဆက်သွဲအခွင့်လန်းကောင်းတွေပေါ်လာတတ်ပါလေ။ ဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေလည်းလုပ်ရတတ်ပါတယ်။မိဘဆရာသမားစီကအကူအညီကောင်းရရှိမယ်။ဆွေမျိုးမိတ်ဆွေတွေကယာတုတက်တဲ့တဲ့ရင်။ထီစုကြီးပေါက်တဲ့တဲ့ရင်စသည်ဖြင့်ဝန်တာဆရာကြုံရကြားရတတ်ပါလာတယ်။ပစ္စည်းတစ်ခုအတွက်စကားများဖြည့်ရှင်းရတာအထင်လွဲဆွဆွဲခံရတာအတို့ထောင်ချောက်တုံးခံရတာတတိပြုပါ။အိမ်မဆိုးတွေမတားအောက်လက်ငယ်သားတို့ကလေးတို့ကို အကြောင်းပြုပြီးပြောဆိုဖြည့်ရှင်းရတတ်ပါလေ။ကိုကိုရန်လုံးနေသူရက်တန့်သွားမယ်။အချစ်ရည် ိမ်တော်ကြီးများမှာတော့ဂတိပြည့်ရတတ်ပါတယ်။ရဲ့ရရမိဘဆရာများကိုမုတ်လူတန်း၍စူတောင်းပါလေ။ကံကောင်းကနန်း65 2025ခုနှစ်မေလ9ရက်နေ့မှ13ရက်နေ့ထိ စနေသားသမီးများအတွက်တပတ်စာ hostel ဒီရက်တွေအတွင်းမှာဘာမဆိုတတိရှိဖို့အရေးကြီးပါတယ်။အလုတ်ကိစ္စ၊ငွေကိစ္စတွေမှာအဆုံးရှုံးများတတ်တယ်။တေချာစီစဉ်ထားတဲ့ကိစ္စတွေလွဲချုပ်ကုန်တတ်ပါတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းများဂရုစိုက်ပါ မတော်တဆဘေးအန္တရာယ်သတိပြုပါငွေဆုံးကျွေးတင်တခိုးမီအပူလောင်ဂရုပြုပါကြီးကဲသူတွေနဲ့စိတ်တဘောကွဲတာစိတ်ညစ်စရာဧည့်သည်ရောက်လာတာမျက်မှန်နဲ့လူကဒုက္ခပေးတာအချစ်ရေးအိမ်တော်ရေးမှာဘေးကဝင်ရှုပ်လာတာမျိုးတွေကြုံရတတ်ပါတယ်အလူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီးစိတ်ညစ်ရတတ်တယ်ပညာရေးကိစ္စတင်နန်းကိစ္စမတင်မကျဖြစ်ပြီးအောင်မြင်မယ်ယာရုတိုးမဲပေါက်တယ်လို့ကန်ထူးတတ်တယ် အဖိုးတန်ပစ္စည်းအဝယ်ရောင်းကိစ္စအောင်မြင်မယ်။နေရထိုင်ခင်းကိစ္စအဆောက်အဦးကိစ္စအောင်မြင်မယ်။အောက်လက်ငယ်သားတွေအတွက်ဝမ်းမြောက်ကြည်နူးရလိမ့်မယ်။နှစ်ရှည်လများခံစားနေရတဲ့ယောဂဝေနာတစ်ခုပျောက်မှန်းမတိပျောက်သွားမယ်။ရဲ့ရာလိုအပ်နေသူများကိုအဝိထေဒါနာပြု၍ဆူတောင်းပါလေ။ကံကောင်းကနန်းနှစ်တက်